င်္ဂလာပါအမျိုးသမီးတွေဥပဒေဘ ഹു တူတာရရှိစေဖို့အတွက်ရည်ရွယ်တင်ဆက်တဲ့ကျမတို့အတွက်ဥပဒေအစည်းအဝေးကနေဒီတစ်ပတ်တင်ဆက်ပေးချင်တာကတော့ကာမလိန်လယ်မှုပဲဖြစ်ပါတယ် ာမလိမ်လည်မှုဆိုတာကတော့အမျိုးသမီးတစ်ယောက်ကိုအမျိုးသားတစ်ယောက်ကလက်ထပ်ယူပါမယ်လို့ယုံကြည်အောင်ပြောဆိုပြီးအတူနေထိုင်ပြီးမှလက်ထပ်ဖို့ညှင်းဆန်ခဲ့တာပဲဖြစ်ပါတယ်။ဒီနေရာမှာပြည့်ပြည့်ပြီးသားအမှုတစ်ခုနဲ့ဥပမာပေးတင်ဆက်ပေးကြပါတယ်။အမှုဖြစ်စဉ်ကိုအကျဉ်းချုပ်ပြီးပြန်လည်တရုတ်ဖို့ရိုက်ကူးထားတာဖြစ်ပါတယ်။ကြည့်ကြရအောင်ပါ။ ဟယ်လိုဟယ်လိုတူဇာလမ်းမကြည့်ဘူးနဲ့ဟုတ်ကဲ့ဖုန်းမနေပါရဲ့ရှင်အော်ကျွန်တော်ကညောင်လေးပင်ကအရာရှိပါခုရောက်နေတဲ့ဖုန်းကမဲလို့ရောက်နေပါရဲ့ရှင်ဒါနဲ့အတန်လေးကချိုးနေတာပဲနော်ခင်ကျင်လို့ရမှာဟုတ်ကဲ့ခင်ရပါရဲ့ရှင် ို့ချက်တယ်မလားအပြင်မှာတွေ့ရအောင်ကွာမလာရဲဘူးစားခဲ့ပါကွာနော်ကို့ချက်တယ်မလားအဆလေပြရလေဒါပဲနော် ကိုလာတောင်းပါဘွာเนาะကိုဆန်ဆက်တွေအိမ်နေနဲ့လာတင်တောင်းသိလားတကယ်လားဟောတကယ်ပေါ့ဘာကြီးတွေးခုလားเนาะမကြခင်မှာကိုမျိုးလာပြလာတော့ လိုသူလည်းနင်ဘယ်သူဘာလဲငါ့ကိုပြောနေနေငါကဒေါသထွက်နေတော့ငါသမီးနဲ့ပတ်သက်ပြီးမှနင်ငါသမီးကိုဘယ်လိုတောင်းယူမှလဲပြောတမ်းတောင်းယူမှဆိုလူကြီးဆောင်နဲ့လာတောင်းယူတကယ်လို့မှတောင်းဝင်ယူဆိုလို့ရှိရင်ဥပဒေရလဲစကားပြောမယ်တရားရုံးကလည်းနင်ကိုငါရင်ဆိုင်ဖြေရှင်းမယ်နင်ကလူကြီးဆောင်နဲ့ငါသမီးကိုလာတောင်းလားမတောင်းလားဒါပဲသိချင်တယ်နင်ငါ့ကိုဘာမှရှေးဝေးပြောမနေနဲ့ဒါပဲ ဒီမှုကတော့မန္တလေးတိုင်းဒေသကြီးမှာဖြစ်ပွားခဲ့တဲ့အမှုပါတရလိုအမျိုးသမီးကဖုန်းမဝင်လာတဲ့အမျိုးသားတယောက်ရဲ့အပြောတွေကတဆင်ချစ်ကြိုက်မိရာကနေတောင်းရက်လက်ထက်ယူပါမယ်လို့ဂရိပေးပြီးလွန်လွန်ကျွတ်ဖြစ်ခဲ့တဲ့အမှုပါဒီမှုမှာဆိုရင်တရလိုဖြစ်သူအသက်16နှစ်အရွယ်အမျိုးသမီးစီကိုအသက်32နှစ်အရွယ်အမျိုးသားကဖုန်းမဆက်သွယ်ရာကနေတဆင့် ရင်းနှီးအောင်ကြိုးစားပါတယ်။အဲဒီနောက်မှာတော့သူဟာလူပြိုလူလွတ်တူဖြစ်တဲ့အပြင်အမျိုးသမီးငယ်ကိုလက်နှစ်အေကနွားတရှင်ငွေသိန်းတရာနဲ့လာတင်တောင်းမယ်လို့ကတိပေးပြီးအမျိုးသမီးငယ်ကို၃ချိန်တိုင်ကာမလိန်လဲလှည့်ပြားခဲ့တာပဲဖြစ်ပါတယ်။ဒီမှုကိုဥပဒေကြောင်းအရလိုက်ပါကူညီဆောင်ရွက်ပေးခဲ့တဲ့ဥပဒေရေးရာကုစားရေးအဖွဲ့မြန်မာရဲ့တရားလွှတ်တော်ရှင်းနေဒေါ်လာလာကြီးကဥပဒေကြောင်းအရဆောင်ရွက်ခဲ့ပုံကိုနားထောင်ကြည့်ကြရအောင်ပါရှင်။ လွန်လွန်ကျွကျမဖြစ်ခင်ကောင်မလေးကကျွန်တော်ကိုလက်ထပ်ယူမလားလို့မေးတယ်လက်ထပ်ယူမှာပေါ့နော်ဒီလောက်တောင်မှဒီသူအာပြောရင်းနှီးနေပြီပေါ့ဖုန်းထဲကလက်ထပ်ယူမှာပါဆိုပြီးတော့ပြောတယ်ပြောတဲ့ခါမှာသူတို့အဲ့ဒီပြောပြီးတော့လဲလွန်လွန်ကျွကျဖြစ်ကြတယ်ဖြစ်ပြီးတော့မှအချိန်ချင်းကိုဒီပေါ့ချိန်တွဲဖြစ်တယ်ပေါ့နော်သူတို့ချိန်တွဲတိုင်းလဲ ချိန်တွေ့တဲ့အချိန်တိုင်းလည်းလွန်လွန်ကျူးကျူးဖြစ်ကြတယ်ဖြစ်ကြပြီးတော့ကောင်မလေးကယူဖို့အတွက်နဲ့အရန်ကြာနေပြီပေါ့နော်ကြာနေပြီအိမ်ကလူတွေကလည်းသိနေပြီအဲ့လိုမျိုးနဲ့ဒီပေါ့နော်အယူယူယူမဲဆိုပြီးပြောတဲ့ခါမှာသူကအမြဲတမ်းအယူရအောင်လို့ပြောတဲ့ခါမှာအမြဲတမ်းအအကြောင်းပြရတယ်ပေါ့နော်ကျမတို့ဒီပတ်စံစုနေတဲ့ပတ်စံစုနေတဲ့ပတ်စံဘလောက်ရမှာ တင်တောင်းမယ်ပါညာအဲ့လိုမျိုးအကြောင်းပြတယ်နောက်ဆုံးဒါဒီကောင်မလေးရဲ့အတော်တွေဦးကြည့်တွေတိတ်သွားပြီးတော့အဲ့အဲ့ဒီလူမျိုးအချိန်အချိန်ဆွဲနေတာဖြစ်မယ်ဆိုပြီးတော့အဲ့ဒီလူကြီးကိုဖုံးဆက်လိုက်တဲ့အခါမှာ သူ့မှာတားတယ်မရတယ်ရှိတယ်ပေါ့နော်သူအနေနဲ့အဲ့ဒီတရားဝင်လက်ထပ်ဖို့အတွက်လည်းမဖြစ်နိုင်ပါဘူးဆိုပြီးတော့အဲ့လိုမျိုးပြောတယ်ပြောတဲ့အခါမှာကောင်မလေးကလည်းတော်တော်လေးကိုသိမခံနိုင်တဲ့အဆုံးကျွန်မတို့ရောင်းကိုလာပြီးတော့အကူညင်တောင်းပါတယ်အကူညင်တောင်းပြီးတော့ကျွန်မတို့တွေပေါ့အဲ့ရမှုမှဆိုလို့ရှိရင်ကျွန်မတို့ပြင်မှုအရာစသက်ကြီးပုံမှာ၄၁၀ခွန်အလိန်လေမုံနဲ့ကျမတို့ဆွဲပါတယ်။ဘာကိုလိန်တာလဲဆိုလို့ရှင်ဒါကာမကိုအလိန်လေသွားတာပေါ့နော်။အမျိုးသမီးတစ်ယောက်ကို ယုံကြည်အောင်ပြောဆိုပြီးမှသူကဒီပေါ့နော်လက်ထက်မဲ့လို့ယုံကြည်အောင်ပြောဆိုပြီးမှဒီပေါ့အတူပေါင်းသိမိမှမယူတော့ဘူးလို့ညင်နေပြန်တဲ့ကာမလိန်လိန်မှုနဲ့ဆွဲပါတယ်အဲ့ဒီအမောင်းမှဆိုလို့ရှိရင်ဥပဒေပြဋ္ဌာန်းချက်၃နှစ် ဖြစ်စဉ်ငွေတန်ဖြစ်စဉ်ဒဏ်ရက်လုံးရှိတော့ညာလဲကျွန်တော်တို့အဲ့ဒီမုံမှာပြေမှုကျူးနံတယ်လို့ပေါ်ပေါက်တဲ့အတွင်းနဲ့တရားရုံးကနေပြီးတော့ထောင်တဲ့တစ်နှစ်အအပြစ်ပေးထားပါတယ်လို့ဒါကတော့ကျွန်တော်တို့ live ပါဆောင်ရွက်ခဲ့တဲ့အမုံတွေတဲကကာမလင်လင်မုံကာမလင်လင်မုံလို့ပြောတဲ့လင်လင်မုံနဲ့ဆွဲပြီးတော့ကျွန်တော်တို့နေကူညီခဲ့တဲ့အမုံတမုံဖြစ်ပါရဲ့ရှင်အနှစ်ချုပ်ကိုပြန်လဲတင်ပြပေးပါမယ်မြေသူမဆိုးလိန်လယ်မှုကျူးလွန်ရင် ပြစ်မှုဆိုင်ရာဥပဒေပုံမှား၄၁ခွန်အရ၃နှစ်အထိထောင်ဒဏ်တမျိုးမျိုးဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်ရီလုံးချမှတ်နိုင်ပါတယ်။ပြစ်မှုဆိုင်ရာဥပဒေပုံမှား၄၁ခွန်ကလိန်လယ်မှုအတွက်ပြဋ္ဌာန်းထားတဲ့ပုံမှားဖြစ်ပါတယ်။ဒါပေမဲ့အမျိုးသမီးတယောက်ကိုလက်ထပ်ပေါင်းသင်းပါမယ်လို့ကတိပေးပြီးအတူပေါင်းသင်းပြီးမှလက်ထပ်ဖို့ညှင်းဆန်ရင်လည်းပြစ်မှုဆိုင်ရာဥပဒေပုံမှန်၄၁ခုနဲ့ဆွဲဆိုနိုင်ပါတယ်။ရဲအရေးယူပိုင်ခွင့်မရှိတာကြောင့်တရားရုံးမှာဥတိုက်လျှောက်ထားဆွဲဆိုနိုင်ပါတယ်။ ီနေရာမှာပဲကျမတို့အတွက်ဥပဒေအစီအစဉ်ကိုခဏရင်ထားပါမယ်။နောက်တစ်ပတ်တွင်မှလည်းအမျိုးသမီးတွေအတွက်ဘလို့ဘ ഹു သူတရဖွယ်ရာဥပဒေအကြောင်းအရာတွေကိုတင်ဆက်ပေးသွားဖို့ရှိအောင်မလဲဆိုတာစောင့်မျှော်ကြည့်ရှုကြပါအောင်ရှင်။ဒီအစီအစဉ်နဲ့ပတ်သက်ပြီးဝေဖန်ကြံပြုကြတယ်ဆိုရင်တော့မြမတိုင်ဝန်ထဲမှာအမျိုးသမီးများ Facebook စာမျက်နှာမှာစာရေးသားပေးပို့နိုင်တယ်လို့ဥပဒေအကြောင်းအရာသိကြတာရှိရင်ဥပဒေရေးရာ ကုစားရေးအဖွဲ့မြန်မာရဲ့ hotline ဖုန်းနံပါတ်39 333 0693 39 3336996ကိုကိုလေးတို့ကိုဆက်သွယ်မြင်မြန်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်